ရှာတော့သတင်းသုံးနဲ့ဒီမစိုးရင်တိုက်တဲ့မှာအခုငလျင်ကြောက်မလို့ဘာဒီပြက်စီးလဲဖေဟာရဟန်းတန်ဃာတော်တွေထိခိုက်ပြန်တော်မူတာတွေရောရှိလားဗျာမစိုးရင်တိုက်တဲ့တည်းမှာအဆောက်အုံနေနဲ့ပြောရရင်တော့ပထမအချိန်ကြီးမြင့်ထန်ထန်လှုပ်တဲ့အချိန်မှာနိုင်စီပြူလဲသွားတယ်နော်တတိယအချိန်ပြင်းပြင်းထန်ထန်လှုပ်တဲ့အချိန်မှာတော့မမ်းမျိုးတော်ပေါက်စီကျောင်းတကာတွေပြူထားတဲ့ဓမ္မရခိတအကြောင်းဆောင်၆ထပ်ကျောင်းဆောင်ပြူကြပါတယ် သူကသူကြသွားတဲ့ခါကျတော့သုံးတိုက်ကြောင်းဆောင်ပေါ့ပြီးသွားတဲ့အခါကျနှစ်ဆောင်ဖြစ်သွားတာလေဒါကသူကအမိခတ်သွားတဲ့ခါကျတော့ကျောင်းဆောင်တက်ပေါ့ရေသက်ချပြရမကြသေးတဲ့ကျောင်းဆောင်တက်ရေသက်ဆောင်လည်းပြတ်သွားတာနော်အဲ့ဒါအနောက်ရိုက်လုံးကိုပေးဝေတဲ့ဂါလန်၄တောင်းဆန့်တဲ့ရေစင်ကြီးကတော့ပြုတ်သွားရေရေကန်ကတော့ဘာမှမဖြစ်ဘူးနဲ့ရေစင်းအထောက်တန်ကြီးပြူသွားတဲ့အတွက်ကြောင့်ဟိုဒရိုက်လုံးရေမီကိစ္စတော့ ခဏလေးခက်ခဲဖြစ်တာတော့ဗောနော်နောက်တစ်ခုကတော့ចောင်းတိုက်ထဲမှာတော့ထိခိုက်ဒဏ်ရာရတာလောက်ကိုမရှိပါဘူးဒါပေမဲ့ចောင်းတိုက်ကနေပြီးတော့စာသွားဖြစ်တဲ့စာပြေတံခါးအနေနဲ့တော့ဟိုတရင်အတီးပြုလို့ရနိုင်တာ21ပါးပြန်လောက်သွားတာဗောနော်ထိခိုက်ဒဏ်ရာကြီးကြီးမားမားရတာတော့40ပါးပါရှိတယ် မှန်ပါဗျာခုပြိုကျသွားတဲ့ဒီအထံမြင့်မန်မျိုးရောပေါ့စီအဆောက်အဦကိုမူလတကားပြန်ပြင်မလားတချို့ဒီပြောတို့ online မှာတွေ့တာဇွဲထက်ကပြင်မယ်ဆိုတော့ဒါမျိုးတွေတွေ့တယ်ဗျာအဲ့ဒါမစိုးရင်တိုက်တယ်လားတိုက်ဟောင်းလားဗျာဟောဇွဲထက်ရွှေဆိုင်ကလှူမယ်ဆိုတာကတော့မစိုးရင်တိုက်တယ်မဟုတ်ပါဘူးမစိုးရင်ကြောင်းတိုက်လို့ပဲဟိုခေါ်ဝေါ်များတဲ့တကယ်တမ်းကျတော့လူခေါ်ဝေါ်တာကတော့တိုက်ဟောင်းလို့ခေါ်တာပေါ့နော်မစိုးရင်တိုက်ဟောင်းလို့ဟို လူကြီးများတဲ့ကြောင်းတိုက်ကြည့်ရတယ်။ကိုနေရပဲပြောရင်တော့ဟိုမူလာတိုက်တယ်မဆိုးရင်ကြောင်းတိုက်ကြည့်။အဲ့ဒီမဆိုးရင်တိုင်ဟောင်းအလဲတိုက်ကြီးနဲ့အဲနာယူစင်လေးကိုရောထက်ရှိကန်ပြန်ပါပါ။အဲ့ဒါကိုမဆိုးရင်တိုက်ပြန်ပါဒီလိုထင်ပြီးတော့ဟိုတချို့ကရောပြီးရေးနေကြတာပြေးတာပါနော်။မမပါဗျာအခုဆရာတော်ဒီငလင်ပေးဖြစ်နေတဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေကိုဆရာတော်အနေနဲ့ဘာတွေကူညီနေတယ်လဲဗျာအဲနံပါတ်1ကတော့ ိုတော့ငလင်းလှုပ်ပြီးနောက်တစ်ရက်ကနေစပြီးတော့ဟိုတိုက်တွင်းအနေနဲ့အောင်စုတ်ကတ်နေတာနော်ခုချေပြီးမပြတ်ပါဘူးနောက်ကြတော့တိုက်ဝင်းကျေတခြားကြောင်းတန်ငါတွေလည်းကြွားရောက်ပြီးတော့ဖုံးပေးကြတယ်အဲတော့ငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းဆုံးလက်ကတ်နေပါတယ်အဲ့လိုပြောကြတာပါနော်အဲနှစ်ချက်ကတော့ဦးဇင်းတို့ငလင်းလှုပ်ပြီးတာနဲ့ပဲဒဏ်ရာတန်ငါတွေစင်းကောက်တာတို့ဒဏ်ရာတန်ငါတွေခြံကိုယ်တိုင်သွားပြီးတော့ထောက်ပံ့တာတို့လုပ်နေပါတယ်ဒီမှာနန်းနေဆေးဥမှာရှိတယ်ဆိုတော့နန်းနေဆေးကိုလိုက်ပြီးတော့ စေယုံကြီးမှာရှိနေတယ်ဆိုရင်စေယုံကြီးကိုလိုက်ယူတယ်တရင်300လို့တရင်900လို့ဒီဝိဒဒါနလို့ဟိုပြိုးနဲ့အရက်ဆက်စေယုံစက်ဆက်စေယုံနဲ့အဆုံးပါပဲနော်အဲတရားရတန်ခါတွေဒီလိုထောက်ပတ်တဲ့လုပ်ငန်းတွေလုပ်နေပါတယ်အဲဒီလိုတကာတော်မတွေကြတော့ဘာသာတန်ခါတွေကိုထောက်ပတ်ရင်းနဲ့ပဲဟိုခြေပြက်လက်ပြက်တွေတွေ့နေရတော့ဟိုလူတွေပါထောက်ပတ်ကြတာတော့ရှိတယ်ပေါ့နော်အဲဒါကတစ်ချက်ပါနောက်တစ်ချက်ကတော့ဥပမာငလျင်ကစဲလို့လည်းလုပ်နေပါနော်ငလျင်ကစဲလို့ဆိုတာငလျင်ဒံတင့်နဲ့ ဘုံကြောင်းတိုက်ဒီမှာဘာလိုအပ်ချက်ရှိတယ်လဲကိုယ်တိုင်သွားကြည့်ပြီးတော့မှလိုအပ်တာတွေထောက်ပတ်တယ်နော်ဒုက္ခတဲ့စကန်းတွေမှာတချို့ရက်ွက်တွေမှာပြည်သူတွေဘာလိုအပ်ချက်ရှိနေတယ်လဲလိုအပ်ချက်တွေလိုက်ပြီးတော့ကြည့်နေတာပေါ့နော်အများဆုံးအဖြစ်တော့ဟိုမိုးကာတို့ဆူလာတို့ဟိုရိတ်ခါတို့ဆန်စီရိတ်ခါတို့ဟိုအဲ့ဒါလိုလာမှန်ပါဗျာဒီပြောတော့ကြားတယ်ဒီအမရဗုဒ္ဓဘိုးအိုးရွာလို့အစ္စလာမ်ဘာသာဝင်အများစုနေတဲ့ရွာတွေရောဆရာတော်ကူညီပြက်လာဗျာ အဲဟိုတနေ့ကတော့မရပူရအထကတက်ကိုရောက်တယ်ဗောနော်ရကတက်ရောက်တဲ့အခါကျတော့အဲ့ဒီကဗိုလ်လန်တီးယားတယောက်ကရှောက်လိုက်တယ်ဒီနာမည်ကြီးတဲ့ဒီဒီအရောက်ပေါက်များကြပြီအဲလူတီးနဲတဲ့အမျိုးကိုဂလီတွေအရောက်ပေါက်နဲကြတယ်နော်သူတကယ်ကလပ်ဂျိုးဂလီကိုမရောက်ပါဘူးတဲ့ကလပ်ဂျိုးဂလီမှာလွှဲချက်ကြီးမှနေပါတယ်တဲ့အဲ့ဒါဖုံဖုံလို့လုတ်ပါဦးဆိုတော့လည်းအဲဦးရင်ဖုံးဆက်လိုက်တယ် ်ထုံးဆက်ပြီးတော့ဥစ္စာမိတ်ဆွေကြီး diamond ဆွေကြီးစီကြောင်းကြလိုက်တယ်ပေါ့ဒါကြီးကလပြိုဘလိုကျုပ်ကိုယ်တိုင်ထုံးဆက်ပြီးပါပြီအဲမိုးကလေးလိုတယ်ခြံအောင်လေးလိုတယ်ခင်ဗျားတို့အဖွဲစည်းတွေကိုလန်တင်ကြလိုက်ပါဦးသူအဖွဲစည်းတွေကိုလွတ်တယ်နော်အဖွဲစည်းတွေလွတ်တော့လည်းပဲ low at check ကိုသူတို့ကမလူနိုင်မနဲ့သူတို့ပါတာလေးပဲသိနိုင်တာပေါ့ဗျာအဲအခုဒီနေ့ကြမှာပဲအဲမိတ်ဆွေကြီး diamond ဆွေကြီးနဲ့ဖုန်းဆက်ပြီးဒါကြီးသူတို့လိုတာကမိုးကလေးခြံအောင်လေးလိုတာမရောက်သေးဘူးသူအဲဒီနေ့ကိုရောက်ဖို့မလို့ပြောတယ်ပေါ့နော် ်ဦးဇင်းတို့တွေကတော့ဟိုဒုက္ခရောက်တာချင်းအလူတူဟိုအစိမ့်အကြက်ခွဲတာတို့လေဟိုပါတာလူမျိုးခွဲတာလည်းရှိပါဘူးလိုအပ်လိုအပ်ဒီလိုထောက်ပံ့နေတာပေါ့နော်မှန်ပါဗျာဆရာတော်ဒီအခုထောက်ပံ့နေတဲ့တခြားမှာဒီငလင်ဖေးသေးတဲ့လူတွေကဘာတွေတောင်းဆိုလဲဆရာတော်ဇီကိုလည်းဘာတွေလိုအပ်နေဦးမလဲဗျာလူဖို့ထောက်ပံ့ဖို့ဘာတွေလိုအပ်နေမလို့ဒကာဒကာမတွေကိုမိတ်ညင်နေမယ်ခက်ကတော့ဒကာကြီးဟိုတစ်ဖေးကခွေးဖြစ်တဲ့ခက် ဟိုဆင်းရဲတာဒရောသားဖြစ်တဲ့ခေတ်ပေါ့တချို့တထေးတွေတနာရကောင်းပါလေဟိုကျူးသမားတွေနဲ့လဲလဲပြန်ပြီးတော့မတိုးဝိတ်မယူရဲဘူးပေါ့နော်အဲရသွားတာလဲကျူးသမားတွေရပဲရသွားတာအဲသူတို့တွေကြတော့စားရမယ်တောက်ရမယ်ဖြစ်နေတာပေါ့နော်အဲအဲ့ဒီတထေးတွေလည်းတွေ့ခဲ့ပါလေကျွန်တော်တလုံးရရင်ကျင်းတ်ပါပြီခင်ဗျာမိုးကတစ်ချက်ရရင်ကျင်းတ်ပါပြီခင်ဗျာ ဆက်ကြခွဲဆက်ကြခဲတခဲရေတော့တစ်ခွက်ရယူကျင်တော့ပါပြီဘုရားဆိုတဲ့တစ်ထည်လည်းရှိခဲ့ပါတယ်အဲအဲ့ဒီတစ်ထည်တွေရှိတဲ့ဦးဇင်းတို့ဟိုအရောက်ထောက်ပံ့နိုင်ခဲ့တယ်ပေါ့နော်အဲရက်ထဲရတဲ့ကဆွေးရသူစဉ်းစားတော့အဓိကတော့မိုးကတောင်းတကြတာပေါ့အဲမိုးကတောင်းတတဲ့ဆွေးရသူစဉ်းစားတွေဦးဇင်းတို့ရက်ွက်တဲ့သူတို့တဲတွေကိုယ်တိုင်အထိအရောက်လိုက်ပြီးတော့လေအဲပေတွေပါတွေကိုယ်တိုင်တိုင်ပြီးတော့ဟိုမိုးကအရောက်ပို့ခဲ့တယ်ပေါ့နော်အဲတချို့ကြတော့တချို့ဒုက္ခတွေစကမ်းကြတော့ဆူလာလို့တော့ပေါ့ဗျာ လူကများပြီးတော့မိရမရှိတဲ့အခါကျမှောက်နေမဲမဲဖြစ်နေတော့ဟိုအများတော့လာတဲ့နေရာတွေပါလေလိုအပ်တဲ့နေရာတွေမှာဥပမာဟိုဆိုလာတွေလိုက်တတ်တယ်နော်အထူးသဖြင့်တော့တို့ကမိုးကာရယ်ချက်နောင်ရယ်ဟိုရိတ်ခါရယ်လိုအပ်ကြပါတယ်ရိတ်ခါဆိုတော့အချောက်အချမ်းပါနော်ဟိုသမင်းဘူးတို့ရေတန့်တို့ကတော့ဘယ်ဌာနဖြစ်ဖြစ်ပေါ်ကြပါအဲဒါပေမဲ့ရေရှည်စားမဲ့အစားအစာတို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အခင်းတို့ အော်ခြံအောင်တို့ကြတော့လူတိုင်းမရှိကြဘူးအဲအဲ့အရာတွေဥစဉ်တော့အဓိကထားပြီးတော့လောက်တာပေါ့နော်နောက်တစ်ခုကတော့ဒုက္ခဆယ်တွေကဥစဉ်တို့လူနေမှန်းသိတဲ့အခါကျတော့တန်ဃာရောလူရောလာပြီးတော့အကူအညီတောင်းကြပါလေအဲအကူအညီတောင်းတာဥစဉ်တစ်ခါထပ်ပြီးတော့တကယ်လိုအပ်တာဟုတ်မဟုတ်စုံစမ်းပါလေအဲစုံစမ်းပြီးလို့ရှိရင်တော့ဥစဉ်တကယ်ထောက်ပံ့ပါလေနော်ကို့မှာမရှိဘူးဆိုရင်ဝယ်ပြီးတော့ထောက်ပံ့တာပေါ့ဟိုတနေ့ကမိုးကထောက်ပံ့တာဆိုဥစဉ်တို့သိမ်ပေါင်း154သိန်းနဲ့3000ကုန်အဲအဲ့ဒါမိုးကထောက်ပံ့တာပါနော် ။အဲအခုလဲဦးစင်းတီကိုဒီရောက်နေတဲ့ခါတွေကဒါသူတို့ဒုက္ခတွေကစားမှလိုအပ်နေတာလေလာပြီးတော့အခုညတောင်းတာပေါ့နော်။မှန်ပါဗျာ။ဒီပြောတော့ခုငလျင်မှာဒီဥလာသိမ့်ဗိမာန်မှာဆိုရင်တန်ကဟိုဒဏ်ရာရတော့ပါဆိုတရားနီးပါးရှိတယ်ပြန်တော်မူတာလဲ90ကျော်လို့ဒီပြောဒီစီရင်ရာတိရတာပေါ့နော်။ဒီတော့သာသနာတော်အတွက်ကောဆိုရှယ်မှုဆရာတော့ဘယ်လိုမိတ်ညင်မလဲဗျာအဲဒီငလျင်ဘေးကတော့သာသနာတော်အတွက် ဆုံးရှုံးမှုအကြီးမားဆုံးပါနော်ဒီတက်ရှိရောတက်မဲ့ရောပေါ့အဲတက်ရှိဆိုတာကတော့စာဖြင်းနေတဲ့အချိန်ဖြစ်တယ်အဲ့ဒီစာဖြင်းနေတဲ့တန်ခါလည်းတကယ်အတန်းမှာအကြီးဆုံးအဆင်အမြင့်ဆုံးအတန်းဖြစ်တယ်ပေါ့နော်ဟိုမူလာတန်းတို့အငယ်တန်းတို့လက်တန်းတို့အကြီးတန်းတို့စာချာတန်းတို့စာဖြင်းတဲ့အချိန်မှာအခုငလင်လောက်ရတဲ့အချိန်မှာဖြည့်ဆူနေတဲ့တန်ခါတွေကစာချာတန်းတန်ခါတွေဖြစ်နေပါတော့နော်အဲ့တော့အဆင်အမြင့် ပရိယတိဝန်ဆောင်တန်ဃာတော်တွေအစုလိုက်ပုံလိုက်အပြန်လာတာသိက္ခာမှုကြီးမာတာခံရရခံရရတဲ့သူပြင်ထန်တာအခုတည်းဟိုစကောင်းနှစ်ဖက်ကျသွားတဲ့တန်ဃာရှိတယ်လက်နှစ်ဖက်ကျသွားတဲ့တန်ဃာရှိတယ်အဲ့တဲ့အင်းဝမ်းနေရတော့ဟောတယ်နော်နောက်အစော်ဦးတွေကြည့်လို့ဆိုရင်စာတန်လိုက်ကြီးတွေမဟုတ်ဘူးနော်ဟိုဒေဒီပထိုးတွေအများစုပျက်စီးတာနော် လာတာဝန်ကြီးဆောင်ဦးဆုံးဆုံးအကြီးမားဆုံးဟာဒီငလင်းလေးပါပဲအဲဒီတဲ့ဦးတို့သာသနာ့ရဲ့ဝိုင်းဝန်းထောက်ပံ့ပါမှဟိုဦးဇင်းတို့သာသနာပြန်လို့အသက်ဆက်ရရမှာနော်မှန်ပါဗျာဦးတယ်ပါတယ်ဗျာ